တ်ဖို့ဆိုရင်၁ပညာတက်အောင်သင်၂ဇာတိတာကောင်းအောင်နေကြ၃ချမ်းသာဖို့လိုတယ်ပတ်စံကျွန်တော်တို့ငွေမရှိရင်ငွေရှိရလူကိုကြောက်တာဒါသဘာဝပဲဒါပြင်ချမ်းသာတယ်ဆိုရင်စင်းရဲနိုင်တဲ့အချက်တွေပယ်ရမှာပေါ့အဲ့တဲ့အိမ်စင်းရဲရတဲ့အချက်၅ချက်ရှိကျွန်တော်တို့အိမ်ကြီးဟိုက်ထဲမှာရှိတဲ့စာချစ်သူတွေရဲ့အိမ်စင်းရဲနေတယ်ဆိုရင်ကျွန်တော်ပြောတဲ့၅ချက်ထဲကအချက်တော်တော်များများညှိနေတအားစင်းရဲတယ် တစ်ချက်နှစ်ချက်ဆိုနည်းနည်းဆင်းရဲတစ်ဘယ်လိုအိမ်တွေဆင်းရဲတယ်လဲဆိုရင်ဟာဒီအိမ်ကိုခေါင်းဆောင် လုပ်နေတဲ့အဖေနဲ့အမေရဲ့စီမံခန့်ခွဲမှုညံ့ပြင်းရင်လည်းအိမ်ဆင်းရဲတယ်ကျွန်တော်ဝန်ထမ်းသားသမီးပါကျွန်တော်တို့ရင်ဆင်းရဲပါလေအဖေနဲ့မေစီမံခန့်ခွဲမှုညံ့နေဗျဖေရရက်ကလေးတမရများနဲ့အမေရလဲလေအိမ်တောင်ပြိုစပိုးကရှောက်ရှောက်ချက်ကအမေရလဲမလောက်ဘူး အမေနဲ့အဖေစီမံခံရမှုညာဖြစ်တော့ကျွန်တော်ဆင်းရဲခဲ့ကြတယ်။ဒီအိမ်ရဲ့အဖေနဲ့အမေအိမ်ရဲ့ခေါင်းဆောင်အိမ်ရဲ့ဦးစီးအဖေနဲ့အမေစီမံခံရမှုညာဖြစ်ရင်ဆင်းရဲတယ်လို့နှစ်မောင်နှမချင်းချင်းရာဖြစ်နေတဲ့အိမ်လဲဆင်းရဲတယ်။တိုင်းပြည်လိုပြောရင်ပြည်တွင်းစစ်ဖြစ်နေဆင်းရဲတယ်ပေါ့ဗျာ။တော့အိမ်တိုင်းဆင်းရဲတဲ့အကြောင်းရင်းဟာအိမ်မှာရှိတဲ့မိသားစုဝင်တွေဟာ သူတို့ကိုယ်တိုင်အိမ်တွင်သခိုးတွေဖြစ်နေရင်လဲဆင်းရဲတယ်လားအဖေမေမသိအောင်သားသမီးရပတ်စံနေခိုးဒီဗီကိန်းကိုသွားဒါကိုပြောတာနော်ဖေရလည်းအမေမသိအောင်ပတ်စံနေကိ KTV ကိုသွားကာရာအိုကေသွားအမေရလည်းဖေမသိအောင်ပတ်စံနေကိနှလုံးနေထိုးသုံးလုံးနေထိုးအိမ်တွင်သခိုးတွေများတော့ဆင်းရဲတာပေါ့စဉ်းစားကြည့်ပါ ိုင်းပြည်လို့ပြောရင်တော့လက်ပေးလိုက်ယူမှုတွေမတော်မတရားလုပ်မှုတွေများရင်လည်းဆင်းရဲတယ်နောက်တစ်ချက်လက်ကျောမတင်းတဲ့လူတွေကြီးနေတဲ့အိမ်ကလည်းဆင်းရဲတယ်အိမ်တိုင်းမှာလူပြင်းတွေများရင်ဆင်းရဲတယ်ကျွန်တော်တို့တိုင်းပြည်နဲ့ကြည့်ရင်ကျွန်တော်တိုင်းပြည်မှာလက်ကျောတင်းတဲ့လူနဲတယ်ဗျတပင်ခုတ်ရောင်းတာပဲဘဝတုပြောင်းမလို့စိတ်မကူဘူး လက်ကြောမတင်မှုထုတ်ရောက်ထုတ်ရောက်ထုတ်ရောက်လက်ကြောမတင်မှုဆင်းရမှာပဲစဉ်းစားကြည့်ပါလက်ကြောမတင်တဲ့လူပွဲစီရှင်လဲဆင်းရသလိုနောက်ဆုံးချက်အိမ်ကြီးချင်းကောင်းမရှိရင်လဲဆင်းရတယ်အိမ်တဲ့အိမ်ကသူ့ရဲ့တောင်ဘက်ကကျူကုန်မြောက်ဘက်ကဘလုံးပွဲတိုင်းခြေရင်းကနှလုံးသုံးလုံးတိုင်းခေါင်းကြီးအိမ်ကကာလာအိုကေအဲ့ဒီဆင်းရပြီဒါမှတော့ဒါဟုဆိုလို့လား <laughs> အိမ်နေချင်းကောင်းရှိမှလည်းချမ်းသာလားဒီတော့မကြောက်ဖို့ဆိုရင်တကျွန်တော်တို့လူမျိုးတွေပညာတတ်အောင်ပညာနှစ်ဇာတိကောင်းအောင်နေတော့စီမံခန့်ခွဲမှုတွေကောင်းအောင်လုပ်ကြဟဲ့အိမ်ဒီမှာအိမ်တွင်သခိုးတွေနေအောင်ငါတို့စ조사ကြမပြင်းကြနဲ့မောင်နှမတွေရမဖြစ်ကြနဲ့အိမ်နေချင်းကောင်းတွေကိုစားဖွေပြီးတော့ပေါင်းကြရလို့အဲ့ဒီလိုအတိတ်ပဲလေရတယ်မွေငကားတောင်ကြောက်ဖူးွယ်ဒိုလဲ ကြောက်ပေါင်မကြောက်ဘူးဆိုတော့အဲ့ဒီအချက်သုံးချက်ဖြစ်အောင်စူးစမ်းခိုင်းတာကြောက်ပေါင်အတူသွားစုလှလိုက်တဲ့စကားဗျအတူသွားရမှာနော်တဦးကောင်းတယောက်ကောင်းတသိန်းတစ်ဖွဲ့ကောင်းနဲ့လှုပ်လို့မရဘူးအားလုံးအတူတူပူးပေါင်းဆောင်ရွက်ရမယ်လို့ပြောတာလူတော်တော်များများပြောတယ်ဗျာ ဘသူမကောင်းလို့ဘသူဘာတွေမကောင်းတာဘသူမကောင်းလို့ဘသူမကောင်းတာဆရာကြီးမင်းတို့ဝန်စကားနဲ့ပြောရင်တော့အားလုံးမကောင်းလို့အားလုံးမကောင်းတာကျွန်တော်တို့လည်းကောင်းဖို့လိုတယ်စာချစ်သူတွေလည်းကောင်းဖို့လိုတယ်လူတိုင်းကိုယ်စီကောင်းမှအားလုံးကောင်းမှကျွန်တော်တို့လက်ညှိုးထိုးတာတွေရက်ပြီးကိုကိုတိုင်းတယောက်ချစ်စီကောင်းဖို့လိုအချိန်တန်ပြီးဒါကိုပြောတာအတူသွားစို့အောင်းလက်နွားမြင်ဘူးလားမသိဘူးဗျာ လူကြီးတွေသိမယ်ကလေးတွေတော့သိချင်မှသိမယ်။ဥပ္ပယအလက်ကိုခုတ်အရွက်တွေကိုဖဲဟုတ်ပြီလားကျွန်တော်တလန်လောက်ကလေးလေလောက်လောက်လေးခုတ်ပြီးတော့ငါးပုံလေးလုတ်ပေးတာလေးအဖေကပြီးတော့ပေါင်ချားကိုမလုပ်တော့ညက်တယ်ကျွန်တော်ဟယ်ရီပေါ်တာလို့ပေါ့ကလေးတွေပြောရင်ကျွန်တော်ဟဲ့နွားလို့မအော်ဘူးလားဟဲ့နွားလို့ဘယ်သူအော်တော့အဖေအော်လားအမေအော်လားကိုကိုတိုင်းအော်လားကိုကိုတိုင်းအော်ပြီးဘယ်သူပြေတော့ဟောဒီလိုပြေတော့ဟဲ့နွား ဲ့နွားအထာဟိအထနောနာတော့ငါတို့တွေကိုအားကိုကိုးကြလို့လဲပြောတာဗျအုံးလဲနွားစီစီတယ်လို့ပဲဟဲ့နွားလို့ကိုကိုလိုက်အော်ကိုကိုလိုက်ကြည့်ငါတို့အားလုံးစူးစားကြကိုကိုကိုအားကိုအထာဟိအထနောနာတော့ဘသူမှအာမကိုနဲ့ငါတို့အားလုံးတာဝန်ရှိတယ်လို့ပြောတာအုံးလက်နွားကလေးထားခဲ့မယ်သွားွယ်သွားွယ်တိုက်တွန်းထားတာ ကျွန်တော်တို့ကဒီပကက်ကဗျာလေးကိုငငယ်လေးကလေးကြားဘူးပြီးတော့ဒီလိုနှလုံးမသွင်းပြဘူးပကက်ကဗျာလေးကိုသာကျွန်တော်တို့နှလုံးသွင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့အိမ်ကြီးအရန်ကိုလှလာမယ်လို့ကျွန်တော်ယူကြည်ပါတယ်ဗျာတည့်ရကြတော့အိမ်ရသမီးလေးကညအခါလာတာဒါကစားမယ်လာနာမယ်လာသမီးကမူချိုးမှာ ကြောင်းမတက်သေးဘူးဆောက်អော်လာသူက तू ကခဏခဏអော်တော့အဲ့ဒီအချိန်မှာကျွန်တော်သတင်းစာဖတ် TV ကြည့်နေအချိန်သတင်းစာနဲ့ TV ထဲမှာလဲနေစားမှာတိုက်ပွဲတွေဖြစ်နေသတင်းဖတ်ဘုံတွေခွဲအကြောင်းဖတ် तू လည်းညာခါလတ်တာသာကစားမလားနားမလားအဲ့နားရမှာဘလို့သွားမြင်လဲဆိုတော့ညာခါလတ်တာသာကစားမလားနားမလားဟုတ်ကလေးလေးရသာရွတ်နေတာလူကြီးတွေအဲ့ဒါလည်းစင်ကျင်တဲ့နေဗျအဲ့ငင်းချမ်းရေးကဗျာဟာဗျစစ်မဖြစ်ကြနဲ့ညီညွတ်ကြ ညအခါလတ်တာသာမှာကလေးတွေကျွန်တော်တွေကစားခွင့်မရှိတာကြာပြီကစားခွင့်ပေးငင်းချမ်းရေးစာပေဗျညအခါလတ်တာသာကစားမလားနားမလားညအခါလတ်တာသာမှာကစားခွင့်ရှိတဲ့လူမျိုးကျွန်တော်တို့အဲ့လိုကစားခြင်းနဲ့ကလေးကျွန်တော်တည်ပြီးတော့ကြပြားလေးပါဆိုဇွန်မန်းရောအနီနွန်းနဲ့နဲ့လက်တိန်ဂျနေသည်ဆိုတာတိတ်လာတာဇွန်ပန်းဆိုတာလေတရားစာတကိုပြောတာဗျာကျွန်တော်အမြင်ကတော့ ။တရားစာတာတွေစွတ်တူးတော့ဗျာ။ဇွန်မိုင်းရောအနီမှာဇွန်ဘီရောရေစွတ်လောင်းတယ်လို့ပေါ့။လှဲ့ဘင်းကြီးကဂျွန်ရောဗျာ။စွတ်ပြီးတော့ဇွန်မန်းနေကျွန်တော်တို့ကတော့ရေလောင်းပြီးတော့လှဲ့ဘင်းဂျွန်တယ်လို့တရားစာတာတိတ်ပေါ်တဲ့အတိုင်းပြီးဟာတရားစာတာတွေတိတ်သုံးတော့လှဲ့ဘင်းကြီးကဂျွန်ရောဗျာ။ဒီသဘောကိုလည်းပြောသလားတော့မသိဘူး။ကျွန်တော်ရင်ကိုလာတဲ့ဧည့်သည်အကြောင်းလေးပြောအောင်မယ်ဗျကျွန်တော်ရင်လာတဲ့ဧည့်သည်အများကြီးတွေကဧည့်သည်တယောက်အကြောင်းပြောဗျာ ဲ့ဒါကတော့ကျွန်တော်ရဲ့ငငယ်တုန်းကဆရာပါအဲ့ဒီဆရာကျွန်တော်ကိုရှစ်တန်းတုန်းကပထဝီသမိုင်းနဲ့မြန်မာစာသင်ပေးတဲ့ဆရာအဲ့ဒီဆရာကမြန်မာစာလည်းသင်တယ်မြန်မာစာကိုတိတ်တော်တဲ့ဆရာကျွန်တော်စာလည်းသူကဖတ်တယ်လို့သူကလည်းကျွန်တော်အမြဲတမ်းဂုဏ်ယူတာအဲ့ဒီဆရာကျွန်တော်အိမ်လာတော့အဲ့ဒီဆရာကိုမြင်လိုက်တာနဲ့ကျွန်တော်ငယ်ဘဝကိုပြည့်တည်ရအဲ့ဒီဆရာပထဝီသင်တုန်းကအကြောင်းလေးကျွန်တော်ပြောပြခြင်းလို့ 今朝西边江大坝、哎、的话，悠悠大大蹦蹦淋淋，我看下人不土为说，到到解下开他的, road, 的，包你来说呀。今朝什么任务？谁呀？不土一定对讲的，你们南岸蜜蜂啥水了？别那啥水了，别蜜蜂南岸蜜蜂水。去看，干有两个啥水？没打过蜜蜂我水，一看干有两个啥水呀？那个好了，干有那个好哪个？一样的大一个，好了，木边那个。 အဲဒီနားလေးမှာရခိုင်လူမျိုးတွေကရင်လေးမင်းသိတော့ကမွန်နေတို့မြန်မာတွေနေကြတာကမြုံကြီးသူဆွဲတာတိတ်စားတဲ့တိုင်းကြီးကမင်းပင်လဲပိုင်တဲ့တိုင်းကြီးကဘာမှရှားတယ်ကမင်းနီပေါ်ဆိုတဲ့နိုင်ငံပင်လဲမပိုင်ဘူးကမင်းဘူတန်ဆိုတဲ့နိုင်ငံပင်လဲမပိုင်ဘူးကလာအိုပင်လဲမပိုင်ဘူးကယူနန်မွန်ဂိုလီးယားပင်လဲမပိုင်ဘူးကငါတို့ကပင်လဲပြင်ကြီးပိုင်တဲ့တိုင်းကြီးတိတ်စားတဲ့တိုင်းကြီးကငငယ်တော်စကားများလာပဲလို့ထင်တာဟုတ်တယ်တော်လာတဲ့တိုင်းကြီး လူတွေနားလည်အောင်ပြောမယ်ဗျာဟိုလမ်းကြိုလမ်းကြားအိမ်နဲ့ဟောဒီလမ်းမာကြီးဘောကအိမ်ဘယ်ရက်ပိုစီကောက်ရမလဲကျွန်တော်တိုင်းပြည်ကလမ်းမာဘောကအိမ်မျိုးဗျာချောင်းကျိုးချောင်းကြားအိမ်မဟုတ်ဘူးဒါကိုပြောတာပင်လယ်ပြင်ကြီးပိုင်တယ်ဆိုတာဟောလာမေကာဟောလာမလီကာဟောလာအေယာဝရီမြင်လာဟောလာစချင်းတွေကဒါစတောင်းတာတန်းလွင်မင်းဒီချင်းတွေတို့အေယာဝရီတို့မေကာမလီကာတို့စတောင်းတို့ကငါတို့တိုင်းပြည်ကိုပိုင်မြင့် တန်ရရကွာနိုင်ငံတွေအများကြီးပိုင်လာပေါ့ဟောလာကျွန်းတစ်တော်တွေကွာဟောလာဖာကန်ကြောက်စိမ့်ကွာဟောလာအော်ဟိမိုးကုတ်ဗရမားမြေကွာအာဆရာတခဲမပြူအပြိုင်ငါဟာပထဝီထုံးစံတင်လာပေါ့ဗျာပြီးလက်ပြီးတော့မြေပုံဆွဲဆိုပြီးတော့ဆရာခိုင်းတာကျွန်တော်တို့ကလည်းဆရာခိုင်းတော့ဆွဲရတာပေါ့ခဲရနေချွန်ညာဆွဲကြအတန်းထဲမှာကျောင်းသားအစိတ်လောက်ရှိတယ်ကျွန်တော်အရင်ပြီးတာကျွန်တော်တွားပြဆရာအဲ့ဆရာတွေ့လာတယ်ဆရာဆရာမြင်မှာသတိရတာ တော့ပြောင်းဆရာကျွန်တော်မြေပုံနဲ့ကျွန်တော်ကိုမော့ကြည့်ပြီးတော့သူကပြုံးပြုံးလေးကြည့်တာမင်းတိုင်းပြည်မချစ်ဘူးလားခမရလို့မင်းမြေပုံကြည့်အောင်ဗျာလို့လက်နီးစုပ်လှမ်းထားသလိုပဲကျွန်တော်ဆွဲတဲ့ပုံကမလားမပဖြစ်နေတာဘူးတိချလက်စစ်ကဖျက်မောင်ဖုံးနဲ့ခမရလို့မင်းအေယာဝတီမြစ်ကရေတတိရှိတော်လေကွာ မင်းသေးသေးချာချာဖိတ်ပြီးတော့ဆွဲမပေါ်กว่าတေချာဖိတ်ဆွဲတယ်ဟာအခုမှကြည့်မိလားမင်းခါနဲ့မီလီခါနဲ့မပါဘူးกว่าလေမင်းလေအော်မင်းတော်တော်တိုက်ပြီးဖြတ်တဲ့ကောင်ပဲกว่าလေကျွန်တော်နောက်ကိုကြည့်တော့ကျွန်တော်တကယ်ကြီးမြာဝင်းနောက်ရောက်လာတော့ဆရာအမှန်ချစ်တယ်သူ့လက်မှာထုတ်ပြီးတော့ကျွန်တော်ကိုသူကစာလေးရေးပေးတာပြီးဖြတ်ပြူတယ် ကျွန်တော်ကလည်းကျွန်တော်ပြည့်ဖြတ်သူလို့ပြောတော့စိတ်ထဲမှာတော်တော်အောက်တက်တက်ဖြစ်တယ်ဗျအဲ့ဒီပြည့်ဖြတ်သူဆိုတော့တငယ်ချင်းတွေတိမှကျွန်တော်တိတ်ကြောက်တာကျွန်တော်တိတ်ကြောက်တာအဲ့ဒီမိဘုံလေးကိုကျွန်တော်ချက်ချင်းနဲ့လှမ်းပြီးတော့မတိကြောက်ဆိုတော့ပြန်ဆွဲလာကျွန်တော်တံတားလုံးကပြည့်ဖြတ်သူလို့တိမှကျွန်တော်တိတ်ကြောက်တာကျွန်တော်တငယ်ချင်းမြောင်ဝင်ကျွန်တော်လှမ်းပြီးတော့နားဆိုတော့ဒီကောင်ဘာပြောမလဲပေါ့ဒီကောင်မြေပုံကျွန်တော်မြင်လာတော့ကျွန်တော်ဘေးရကောင်ဆိုတော့ပြောင်းမြောင်ဝင်နဲ့ခမားလေးမင်းလည်းတိုင်းပြည်မချစ်ဘူးလားခမားလေးမင်းပုံကြည့်အောင်နဲ့ မင်းအဖွားရဲ့အောက်ခံအင်ကြီးကိုမင်းရေလျှော်လှမ်းထရလာတဲ့ဟာလေညာဝင်မင်းကပို့ဆိုးတယ်ကွာတဲ့ဖားကန်ကြောက်စင်းတွင်ဘယောက်ပါပြီလို့ပြောစမ်းနေဒီကောင်ကမြေပုံဆွဲတော့ဖားကန်ကိုသူကအညွန်းမတက်ခဲ့ဘူးသူကအညွန်းမတက်ခဲ့မင်းကွာတိုင်းပြီးတော့ပြတ်တော့မှာပဲလေမင်းအညွန်းပြန်တက်တယ်ပြန်ဆွဲလက်မထိုးပြီးတော့ပြည်ဖြတ်သူ ဒီကလည်းမြောင်ဝင်းနဲ့ကျွန်တော်ကခက်တီဝင်ထိုင်တာနောက်တစ်ကောင်ဇေရသွားပြကျွန်တော်မြောင်ဝင်းကပြုံးစည်းစည်းနဲ့ဒီကောင်လှန်ခဲ့ခတ်တာဒီကောင်လည်းကျွန်တော်တို့လိုပဲသူဆွဲတဲ့မြေပေါ်ကတော်တော်ကိုပိမ့်ပိမ့်ရှည်ရှည်ဖြစ်ပုံရပါတယ်ခဲကောင်လည်းမင်းကြည့်စမ်းမင်းမြေပုံကြည့်စမ်းနဲ့မင်းမြေဘာလို့လိုလဲမင်းကြည့်စမ်းနဲ့ဟိုကောင်လည်းကြည့်တာပေါ့ဒီကောင်ဆွဲတာမှဆိုးတာမိုးကုတ်လည်းမပါဘူးချင်းတွင်းလည်းမပါဘူးသူကမိုးကုတ်ဗရမ ्या မြေကြီးလည်းမရှိတော့ဘူးဇေရရေတဲ့ ှင်တွေလည်းကုန်ပြီတဲ့မင်းတို့ကောင်းနေတာလူကြီးဖြစ်လို့တော့တိုင်းပြည်ပြက်မဲ့မှတ်တယ်အဲ့ဒီမှာဆရာကလက်မထိုးပြီးပြည်ဖြတ်သူအတန်းတွေအကြောင်းသားအလုံးပြည်ဖြတ်သူကျွန်တော်အားလုံးတယောက်တည်းမပြောပဲသိတယ်အိမ်ကနေကောင်းကောင်းဆွဲခဲ့ကြဆိုအိမ်မှာကျင့်တာနောက်နေသွားပြတော့ဒီပုံလေးကလှလာလေးအညွန့်ကလည်းပြည့်စုံနေတာအေယော်ရီမြကြီးကိုလည်းခရံကြီးကိုသရေစုပြီးဆိုအကြီးအာအေယော်မြကြီးကအမေခါမလီခါအကုန်လုံး သူအဲ့ကြပြီးချစ်သူအမေအဲ့ကြတော့မြေအောင်ကျွန်တော်တို့ကပြတိုက်တော်တဲ့ဆရာတွေဒီမှာကျောင်းဆရာဆရာမတွေပိုင်းအတူယူတင်တယ်အဲ့ဒီလိုတင်ဖို့ဘယ်သူမှမညွန်ကြဘူးတိုင်းပြည်ကိုချစ်တအောင်တင်ပေးတာအဲ့ဒီလိုတင်ကြခြင်းခံခဲ့ရတဲ့ကျွန်တော်တို့ကတိုင်းပြည်ကိုချစ်တတ်တယ်မြေပုံလေးဆွဲတာကိုကကို တိုင်းပြည်ကိုလူမျိုးကိုတိုင်းပြည်လှကြောင်းကိုလူမျိုးတွေအားသာချက်ကိုထက်ပေးတင်တာကျွန်တော်ပြည်ဖြတ်သူဆိုတဲ့ဟာလေးကို အဲ့တော့လေးမှတ်တာဆရာအိမ်အိမ်ရောက်တော့ကျွန်တော်အိမ်မှာမြေပုံကားချက်ကြီးရှိတယ်ခိတ်ကောင်ကွာတယ်မင်းကိုဒီအချိန်မှာမင်းတို့လိုအရွယ်ကြီးကွာငါတပည့်တွေလည်းအရာရှိတွေဖြစ်နေပါပြီကွာတယ်မြေပုံဆွဲပြီးအညွန့်တဲ့အခါရင်အညွန့်မှာပြည့်စုံပါအောင်မလားမသိပါဘူးကွာတဲ့ဆရာအဲ့ဒါနဲ့ဆရာနဲ့ကျွန်တော်တို့စကားပြောရင်ကဘာမကြီးတခြင်းကိုရောက်သွား ကျွန်တော်ကဘာမကြီးတချင်းဆိုမပြတော့ပါဘူးစာရေးဆရာတော်များများဆိုပြကြမှာပါအဲ့ဒီထဲကတိတ်ကောင်းတဲ့နေရာနှစ်နေရာရှိတယ်တဲ့တရားမြတ်တာလွတ်လပ်ခြင်းနဲ့မသွေးပါညာထားလိုက်တော့နောက်နားလေးရလေပြည်တော်စုအမွေအမြဲဒီဒန်းစေအဋိဋ္ဌံပြုမလဲထိမ့်သိမ့်စို့လေအမွေအမွေထိမ့်သိမ့်စို့လေအမွေဆိုတာရောင်းချဖို့မဟုတ်ဘူးထိမ့်သိမ့်မို့ဗျာ အချင်းတော်သဘောပေါက်ရလားမသိပါဘူးဗျာကဘာမကြည့်ပါမှာအဲ့ဒါပဲတို့ဘုဘမွေစင်းမွေချင်းမြန်တို့ပြီအတန်လေးအတန်သားနဲ့မဆိုတာနောက်ဆရာတွေပြောရင်တို့ဘုခြံထားကြလို့ပါနော်ပြည်တော်စုကိုအသက်ပေးလို့ဒုက္ခွယ်မလေးအသက်အကြောင်းပြောခြင်းနဲ့ဗျဘုเจ้าအစံတို့ခစ်တော်လားဟုတ်တယ်ဗျရှင်ပတ်ကြီးကိုတနက်ကြီးမှဒိန်းဆိုတေးရတာဗျအသက်နဲ့ဟုတ်တယ်ကျွန်တော်တို့အဖိုးတွေကျွန်တော်တို့အဖေတွေ ဒုတိယကမ္ဘာစစ်မှာနေကျက်တိုက်ထုတ်ခဲ့ကြတယ်တကယ်အသက်ပေးရတာဒီခေတ်မှာအဲ့လိုအသက်ပေးစရာမလိုဘူးလို့ဖြစ်နေတယ်အဲ့ဒီလိုနေမှာအသက်ကိုအတိတ်ပဲတစ်မျိုးပြန်ရမယ်ဒီချိန်မှာတိုက်ပြည်ရဲ့အသက်လူတယောက်ရဲ့အသက်အသက်ပေးရဆိုတာဘာလဲအသက်ဆိုတာအကျင့်စာရိတ္တပြောတာဗျကျွန်တော်တို့တိုက်ပြည်မှာအကျင့်စာရိတ္တမွဲတဲ့နေ့တိုက်ပြည်ပြတ်မယ်လို့ပြောတာပြည်တော်စုကိုအသက်ပေးဆိုတာစာရိတ္တကောင်းဖို့လိုတယ်လို့ပြောတာ ပြည်တော်စုကြီးကိုကျွန်တော်တို့ကစာရိတ္တမန္တန်နဲ့ကြံ့ကြံ့ခိုင်ခိုင်ကာကွယ်မှရမှာစာရိတ္တမကောင်းလို့တော့ပြတ်မယ်တချင်းတော်ဆို